ယခုချိန်မှာစစ်ကောင်စီရဲ့နေချောင်းတက်ခတ်မှုတွေဟာပြည်သူတွေပေါ်မှာရွေကျက်ရှိရှိပြစ်မှတ်ထားတက်ခတ်လာပါတယ်ထိတဲ့တိုက်ပွဲတွေမရှိပဲလူစုလူဝေးတွေရှိတတ်တဲ့စာတင်ကျောင်းတွေစေဥစေကန်းတွေနဲ့ဗလာရေးအဆောက်အဦတွေကိုစစ်ရဇဝဲမှုမြောက်တဲ့အထိနေစဉ်ရက်ဆက်တက်ခတ်နေပါတယ်အဲ့လိုတိုက်ခိုက်မှုတွေမှာအရင်ကဂျက်ဖိုက်တာတွေအမိုက်တာဒီဖိုက်လိုတိုက်ခိုက်ရဲရင်တွေကိုအသုံးပြုခဲ့ပေမဲ့အခုအခါစ ါရာမိုတာဟောစတက်လေဒီနဲ့ဒရုန်းတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်နေပါတယ်။ပါရာမိုတာဆိုတာတိုက်ခိုက်ရေးသမားတယောက်သို့မဟုတ်နှစ်ယောက်စီးနင်းနိုင်တဲ့စတက်လေဒီဖြစ်ပါတယ်။တနာယူမိုင်60နှုန်းထိပြန်သန်းနိုင်ပြီးအမြင့်ပေ400မှ2000ဝန်းကျင်ထိပြန်သန်းလေရှိပါတယ်။အခုဆိုရင်စစ်ကောင်စီကပါရာမိုတာအပြင် joint cobra လို့ခေါ်တဲ့အသေးစားရဟတ်ရှင်တွေကိုအသုံးပြုတိုက်ခိုက်ဖို့အတွက်စမ်းသပ်မောင်းနှင်နေကြရဖြစ်ပါတယ်။ ဂျောင်းကော်ပတာတွေအားဆိုရင်တနာယူမိုင်းတရဝင်းကျင်အထိပြန့်နှံ့နိုင်ပြီးပါရာမိုတာတွေထပ်ပို့ပြီးထိရောက်တဲ့လေကြောင်းတိုက်ခတ်မှုတွေကိုပြုလုပ်လာနိုင်ပါတယ်။အဲဒီလိုလေကြောင်းတိုက်ခတ်မှုအနေရတွေကနေကာကွယ်ဖို့အလဲကူဆုံးနဲ့အယုံရှင်ဆုံးနိလန်ကတော့အရေးပေါ်ပုံခုလို့ရမယ်ပုံခုချင်းတွေတူဖို့ပါပဲ။ပုံခုချင်းတူဖို့ရအတွက်လမ်းညွှန်အကြံပေးချက်များကို DVB နဲ့ Mizimaru Lo TV Channel တွေမှာနေ့စဉ်နဲ့အမျှထုတ်လင်းပြသလျက်ရှိပါတယ်။ ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရနဲ့ရမမေခရိုင်တရင်တရဲ့တရဝင်း Facebook စာမျက်နှာတွေမှာလည်းတွားရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့်တမိုရှိရဲ့ကျမတို့ပြည်သူရဲ့အသက်တွေမထိခိုက်မဆုံးရှုံးအောင်ဘုံကိုခြင်းတွေကိုစနစ်တကျပြတ်မကွက်တူးကြဖို့အတွက်ဒီနေရာနေတိုက်တွန်းနှိုးဆော်လိုက်ရပါရှင်။